ရင်းနာပါဗျအားလုံးကြားပါပါစေချမ်းသာပါစေဘိုင်ရန်ကိုပြန်လာမယ်ဘိုင်ကိုတာကြလားအားလုံးပျော်ရွှင်ပါစေကြောက်ကိုဘိုင်ဆူမကောင်းတောင်းပါနဲ့ဒါဒီနေ့ဘာကိုပြောချင်တာလဲဆိုအခုကြည့်လိုက်တော့ဦးရဲ့သူပြောတာကိုကျွန်တော်အာဒါဒီနေ့အေရက်ရှင်လုပ်ပြီးထောက်ပြပြောဆိုမှဖြစ်တယ်လို့နောက်ခါပြီးသုံးလုံးပါတီကလွတ်တော်ကိုယ်စားလှယ်တဦးရဲ့မျှတစွာဒါပြောဆိုမှုကိုကျွန်တော်အရင်သဘောကျအရင်နဲ့တက်လို့ဒီကနေ့မှကျွန်တော် share နဲ့မျှဝေပေးလိုက်တာဖြစ်ပါတယ်ဗျာနော် အဲ့တော့တွတ်တော်ကိုယ်စားလှယ်တွေဆိုတယ်ပဲမြတ်မြတ်တတပြောတာဆိုရင်ကျွန်တော်ကြိုးစားပါတယ်ဥရဲ့သူလည်းပဲဒါမြတ်မြတ်တတပြောတာဆိုရင်တော့ကျွန်တော်တို့ကကြိုးစားပါတယ်အခုဘာတွေပြောလဲဆိုတော့ကျွန်တော်တို့အတူတူကြည့်လိုက်ကြမှာဗျာနော်စကားပြောကြမှာဆိုလို့ ေါက်တာမုတ်တနာတို့ဒေါက်တာသဟိန်တို့ BBC တို့ Egating အဖွဲ့တို့ဟာပြည်သူလူထုအကျိုးစီးပွားကိုရှေ့ရှုပြီးတော့ပြည်သူလူထုကျန်းမာရေးအတွက်အန္တရာယ်တစ်စုံတစ်ရာဖြစ်လာလို့ဒေါက်ကင်ဆိုင်ယိုဝေဖန်ထောက်ပြခြင်းမျိုးအစိုးရကိုအကြံပြုခြင်းအတိပေးခြင်းမျိုးမဟုတ်ဖဲနဲ့ပုဂ္ဂိုလ်ရေးအာဃာတကြောင့်သူတို့ရဲ့ကိုကျိုးစီးပွားကြောင့်ပြီးတော့ သူတို့စိတ်ပညာရဲ့အကျိုးစီးပွားကြောင့်တိုင်းစေးဆရာမဒေါက်ကင်ဆန်းယူကိုဟိုရန်သူစခန်းဝင်စည်းသလိုမျိုး စနစ်တကျဗျူဟာချပြီးတော့ဒေါက်ကင်ဆန်းကြီးကြဆိုးအောင်တိုက်ခိုက်ခဲ့တယ်။ပြည်သူအသက်ကိုကဲနေတဲ့တိုင်းစေးဆရာမတယောက်ကို ထောင်ထဲထိထဲ့ဖို့ရရဆက်ဆက်လှုပ်ခဲ့တယ်ဆိုတာကိုဦးစေးတခုချင်းရှင်းပြပါမယ်နော်။ တိတ်တချာချာကာကနာနာမတီးပဲကျွန်တော်ရဲ့နာမည်ကြီးကို binding တက်ပြီးတော့တရားစွဲဆိုပါတယ်လို့ပြောတာကအမ66ကကြီးနဲ့ညီးတယ်နော်အမကျွန်တော်ရဲ့ဂုံတိုက်ခါညှိုးနှောင်းအောင်လုပ်တဲ့အမှုရယ်ပြီးတော့ကျွန်တော်ပေါ့ပြောရမယ်ဆိုရင် ကျွန်တော်နဲ့ပြည်သူလူထုရဲ့ဂျာမာထင်အောင်ထင်မှားဖြစ်အောင်ပြည်သူလူထုကိုလှုံ့ဆော်မှုမြောက်တယ်အမအခုဆိုရင် အမရဲ့စကားတခွန်းကြောင့်ကျွန်တော်ရဲ့ TikTok ချက်ပေါက်တွေ messenger ောက်တွေမှာကျွန်တော်အားလာရောက်ပြီးတော့ဆဲနေတဲ့လူတချို့တွေ့ရတယ်ခင်ဗျအဲ့ဒါကြောင့်မို့လို့အမမတိပဲနဲ့လူတစ်ဖက်သားကိုအလိုသူဆွဲဖို့အမတင်တော့ကြောင်းအေးဥစွာပထမပြောပြခြင်းပါတယ်အမဟုတ်မနေ့ကတကူမာကြီးဒေါက်တာခင်ခင်ကျော့က BBC သတင်းကို ဖတ်ရတဲ့နောက်ပိုင်းသူမခံစားနိုင်လို့ရုပ်တံလေးတစ်ခုတင်လိုက်တယ်အဲရုပ်တံလေးမှာဒေါက်တာတန်ဟေးရဲ့ နံပါတ်လေးပါသွားတယ်ပေါ့ဗျာအဲအဲ့ဒါကိုအခုဒေါက်တာတဟေရပြန်လဲခြေပတဲ့အခါမှာအဲတနည်းအားဖြင့်ပြန်လဲဖြည့်ရှင်းတဲ့အခါမှာပရမစဖွင့်တာကဆရာဝန်မကြီးဒေါက်တာခင်ခင်ကျော့ ပြောတာဟာ66ကြောက်ကကြီးနဲ့ညိတယ်ပေါ့အသူဂုံတိတ်ခါထိခိုက်တယ်ပေါ့ပြည်သူလူထုကသူ့ကိုထင်အောင်ထင်မှဖြစ်အောင်လုပ်တယ်ပေါ့အဲ့ဒီအတွက်သူ့ချက်ပေါက်မှာလာပြီးတော့ထင်းချောက်တာတို့ဆဲရေးတာတို့လုပ်တယ်ပေါ့လေအဲ့ဒါလေဥစဉ်အပနာမအနေနဲ့ပြောရင်တာနော်ဒေါက်တာသဟိန်းတို့ အဖွဲ့ဟာမနေ့တနေ့ကမှဟိုဗမောကနေစစ်ရှောင်းရင်ရောက်လာတဲ့သေးနဲ့လူနာလွဲရင်ဘာမှမသိတဲ့တောသူမတယောက်ကိုမပြောနဲ့အသက်90ကျော်ပြီဖြစ်တဲ့ဆရာဝန်မကြီးဒေါက်တာခင်ခင်ကြော့တို့လိုပုဂ္ဂိုလ်မျိုးကိုတောင်းမှ66ခါကြီးနဲ့ဆွဲဖို့ဆိုပြီးတော့စတင်ပြီးမောင်းနေလာတယ်တွေ့ရတယ်နော်အဲ့ဒါကပနာမအနေနဲ့ဒေါက်တာသဟိန်းတို့ရဲ့အတ္တကိုဦးဇင်းတို့ကထုတ်ပြတာပါဆရာမဒေါခင်စန်းကြီးကိုကြတော့လူ လိန်မတို့ရန်ကုခင်ဆန်းကြီးတို့ပိုက်ပဲနဲ့နဲ့ရရဆက်ဆက်ကိုဝိုင်းရေးနေကြတာဗျာဒေါက်တာသဟိန်းတို့ယောက်ျားသားကြီးတွေကဂရုဖွဲ့ပြီးတော့ဟိုတောသူမာလေးတယောက်ကိုအဲ့ဒီလိုဝိုင်းတိုက်ခိုက်နေကြတာဗျအဲ့တော့တောသူမာလေးက 66ဂါကြီးလဲဘာမှမသိရှာပါဘူးဗျာအဲ့တော့66ဂါကြီးနဲ့ဖွင့်မယ်ဘာညာတော်မပြောရှာပါဘူးเนาะပြောချင်တာကတော့ဆရာဝမကြီးဒေါခင်ခင်ကျောက်ကိုကြတော့66ဂါကြီးတွေပါနေဒေါက်တာသဟင်းကချိန်ချောက်ပြီးတော့လေအဲသူတို့ကိုယ်တိုင်ကြတော့ဒေါခင်ဆိုင်ယူဆော်ကားကျင်တိုင်းဆော်ကားတဲ့ဆိုတာကိုပေါ်လျော်ပြောချင်တာဗျာဒီဇလန်းကဒေါက်တာမူတန်နာဆခဲ့တာအခုဒီဆရာတော်ပြောတာကိုဒါပြည်သူလူထုရဲ့ဒုက္ခတွေရာလည်းပဲ အဲကျွန်တော်ခံစားပြီးတော့မှအာဒါလေးတွေကိုမျှဝေကြတာဖြစ်တယ်အရင်တော့ကျွန်တော်ဆရာတော်ဦးကြီးရဲ့ဒီကိုမှန်တဲ့စကားပြောရင်ဒါကျွန်တော်ချမ်းသာပါစေကြီးလို့ကိုမရခဲ့ပါဘူးတကယ်ပြောတာပါဘာဖြစ်လို့လဲဆိုတော့အဲဟိုမှဟိုမန္တလေးမှာဆိုလို့ချင်းသူဟုတ်တယ်ဘာလဲဟောပြောပွဲလုပ်တိုင်းပါကျွန်တော်တို့အဲ့ချင်းတော့ငငယ်တယ်ဗျငငယ်တယ်ကျွန်တော်ကြည့်လိုက်ရဒီဘုံကြီးကဘုံကြီးလုံမလုံပါနဲ့ ဟာဘာကြီးလုံနာလူဟိုသူ့ကိုလည်းဘေးနားမှာလည်းဟိုလက်တွေနဲ့ကာပြီးတော့ဆန္ဒပြဝိုင်းရနေတယ်တရားဟောပြန်တော့လည်းပဲအဲဘာကြီးပြောဒီမှန်းလည်းမသိဘူးကွာအဲ့ချိန်တော့ကတော့ကျွန်တော်တို့ကတကယ်မသိဘူးအဲဒီဟာကြီးကိုလုံးဝမသိတာအဲ့ချိန်တော့ကတော့ဆရာတော်အဥရဲ့သူကိုကျွန်တော်တို့လုံးဝအမြင်ကပ်ပါကြည့်လို့လည်းမရပါဘူးအမြင်တော်တော်ကပ်တယ်ဒါမှကျွန်တော်ဒီဘက်ကိုအခုတိလာတဲ့အချိန်ကျတော့ဒီဆရာတော်ရဲ့တန်ဖိုးကဖြတ်မရတဲ့တန်ဖိုးတွေဖြစ်တယ်သူတို့အကျိုးရှိဘာမှမရှိဘူး ပြည်သူတွေရဲ့အကျိုးစီးပွားအတွက်ကိုအမောခံပြီးပြောတယ်အစိမ့်ခံပြီးပြောတယ်ဒါကိုကျွန်တော်တို့တွေ့ရတယ်တွေ့ရတော့ကျွန်တော်အနေနဲ့ကဒါကပြည်သူလူထုတည်အောင်ဘာကြောင့်ကျွန်တော်ကဒီလိုမျိုးပြန်ပြီးတော့ရရှင်မျိုးတွေပြန်လဲထောက်ပြပြောဆိုကြပါတယ်လေဆိုလို့ရှိရင်ကျွန်တော်ရှင်းပြစရာရှိပါတယ်အဲဆရာတော်ဦးရဲ့သူကသူကအကျိုးစီးပွားအတွက်လုပ်နေတာလားလို့ကျွန်တော်ကြည့်ပြန်တော့လည်းမဟုတ်ဘူး သူ့ရဲ့ဖြစ်စေခြင်းနဲ့ဆန္ဒဘာလို့လဲဆိုကျွန်တော်သိတယ်ဗျာသူ့ရဲ့ဟိုအာယုံဆိုင်ပြီးကျွန်တော်နားထောင်ကြည့်အခုနားထောင်ကြည့်လိုက်တဲ့အချိန်သူကဟိုဆ ्याम အဲဒေါက်ခင်ဆန်းကြီးပေါ့သူ့ရဲ့ history တမိုင်းကြောင့်ကိုဆရာတော်ဖေကသိတဲ့အနေအထားမျိုးကျွန်တော်ရှိတယ်လို့သုံးသပ်မြဲဘာကြောင့်လဲဆိုတော့ကချင်ဗမောဘက်ကနေဆိုဗမောဆိုတော့အခုချိန်ဒီစစ်ဘေးရှောင်နေတအားများတဲ့နေရာဖြစ်တယ်ဗမောလူလိုက်တာကွာ ကဲကျွန်တော်မြန်မာပြည်ကြောင်းတက်လိုက်အောင်အဲ့မြန်မာပါဝါပါတော့ဘူးလေကျွန်တော်ပါဝါပါတိတ်ကြည့်လို့မရအောင်ကဲဦးထပ်ပြောင်းလိုက်အောင်အဲ့တော့ဗမောမာကစေဘေးရှောင်နေများတယ်အဲ့ဗမောမာကစိတ်ဖြစ်နေတော့အကုန်လုံးကြွေဝှပြီးတော့မှတော်တော်ဒုက္ခရောက်နေကြညာတယ်ဗမောကနေပြီးတော့စေဘေးရှောင်ပြီးပြန်လာတဲ့အဲ့စေဘေးရှောင်လာတဲ့အဲ့ဆရာမလို့ဒါအခုပြောမှပဲကျွန်တော်သိတာပါအဲ့တော့အဲ့စေဘေးရှောင်လာတဲ့ဒုက္ခတွေကလည်းပဲမနှေးပါဘူးเนาะမနှေးပါဘူးဒါပေမဲ့သူတက်တဲ့ ပညာမနေတာဆိုတယ်လို့ပါသူတည်တဲ့ပညာသူတက်သူတက်တဲ့ပညာမနေတာဆိုလို့အဲသူရဲ့အဲလှုပ်ဆောင်ချက်စွမ်းဆောင်ရည်ကြောင့်အောင်မြင်တာလေလို့ပဲကျွန်တော်အနေနဲ့သုံးသပ်မိရယ်ကျွန်တော်ကပြောပြတာပါဗမာ အာဆေးဆိုကျွန်တော်တော့နေမကောင်းဘာမှဆေးမတော့ပါဘူးလို့ပြောပြီးတာနော်ဒါပေမဲ့သူအောင်မြင်လာတဲ့ဟာပေါ်မှာကျွန်တော်အလေးလာပြီးတော့ဘာမှဆေးတကယ်ပြောက်တာလားတကယ်လားကျွန်တော်တို့ကတော့ဘာမှဆေးမတုံဆွဲတော့မသိဘူးဗျာမသိတော့ကျွန်တော်တိကျလေးလာချိန်မှာသူ comment တွေကိုကြည့်ပြန်တော့လဲတော်တော်ကောင်းတယ်ဗျာအာတိန်ထောင်တဲ့အထိကောင်ခံကြီးဟာလေးမပြောက်ပျောက်သွားတာလေးပေါ့ အဲစီးလက်မှတ်ရမှာကုရတာဆိုရင်တော့လေဗျာရွာတွေမှာဗျာဆေးပြီးတော့နဲ့ကုပြီးပြောက်ပြီးဒီတိုင်းနေကြတာမြို့တက်လာဖို့ဘယ်လွယ်ပါမလဲဟုတ်လားမအာမြို့ဆေးရုံတက်ဖို့ဆိုတာပတ်စံရှိတယ်လို့ပဲတက်လို့ရမှာလေပတ်စံမရှိတယ်လို့ကမြို့တက်လို့မရဆရာဝန်သွားပြတော့မှတောင်းခဏတိန်ခဏရှိတာပဲဟုတ်လားကျွန်တော်ပြောတာကျွန်တော်မျက်လုံးလေးသွားပြတော့မှဒါအထုကုသွားပြလိုက်တယ်ဆိုတော့ငွေကြီးကအမှတိန်ဟိုထွက်တာပဲမြန်မာတက်လဲဆိုလဲတိန်နဲ့ချီထွက်တာပဲအဲ့တော့ရှိတဲ့လူလည်းရှိတယ်လို့မရှိတဲ့လူလည်းရှိတာပေါ့အဲ့တော့အဲ့တော့ကျွန်တော်ချိန်မှာအော် ဆရာတော်ဦးရဲ့သူကဘာကြောင့်ဒေါခင်ဆိုင်ကြီးဘက်ကလိုက်ပြီးပြောနေတာလဲကျွန်တော်အဲ့ဒီမှာစဉ်းစားလာတယ်စဉ်းစားလာတဲ့အချိန်မှာ တော်ကြီးဆိုင်ရဲ့ history တမိုင်းကြောင့်ကြီးတော့လေဟိုဘက်ဗမော်ဘက်ပေါ့ကျွန်တော်သိနေတာပေါ့ဒါစီရေးကြောက်ရည်ဆိုကျွန်တော်အများကြီးဆုံး share မျှဝေပြီးတော့ဗမော်ဘက်မှာလည်းတော်တော်ဆူဆူဟွာဟွာအတိုင်ဝဲတွေဖြစ်နေပြီးတော့မှဒုက္ခရောက်လို့စစ်ပေးချောင်ပြေးလာတယ်သူရဲ့တက်သည့်ပညာမနေတာဆိုတော့တော့လှုပ်တဲ့ခါကျဒီမှာကျတော့လည်းပဲအဲဒါတို့အတိုက်အတ္တတွေမာနတွေကတော့ရှင်းကြမှာပဲဗျာငါပညာစွမ်းနဲ့သူပညာစွမ်းနဲ့ပေါ့ဒါမျိုးတွေရှိမှာပေါ့ဗမာဆရာလည်းဗမာဆရာဘာဖြစ်တယ်ညာဖြစ်တယ်ဆွဲပြောကြတာပဲအင်္ဂလိပ်ဆရာလည်းအင်္ဂလိပ်ဆရာဘာဖြစ်တယ်ညာဖြစ်တယ်ပြောကြတာပဲ ်သို့တော်လေးပဲပြောကြတဲ့ပုံမှာမူတည်ပြီးတော့ပြဿနာတွေဖြစ်နေမဲ့အတူတူအဲအလဲလဲတန်းနေသွားပြီသူကုနိုင်တဲ့သူသူကုကိုကုနိုင်တဲ့သူကိုကုသူရဲ့အဲအကျိုးကြောင့်ပါရမီနဲ့သူနဲ့ဆက်ဆက်လို့ကုနေလို့သူကုသားလို့ပျောက်ခင်းမှန်းသူကပျောက်စေဒီဘက်ကကုသားလို့ပျောက်ခင်းမှန်းသူကဒါနောက်တိုင်းစေပညာနဲ့ပျောက်ခင်းမှန်းသူကပျောက်ခင်းမစေဒါလိုမျိုးလေးတွေတော့ကျွန်တော်တို့ကလိုလာတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကလည်းလိုလာသလိုဆရာတော်ဖေဟာအဲ့ဒါကိုလိုလာလို့အမုန်းခံပြီးပြောနေတာဖြစ်တယ်ဖြစ်တော့မှအဲ့တော့မှဩဆရာတော်ဖေဟာကသူဒေါခင်ဆိုင်ဘက်ကပါလို့ပြောမှာမဟုတ် ကိုယ်စီကျင်တဲ့ယောဂဝင်လာတဲ့တွေကအများကြီးဖြစ်နေတော့သူစိတ်မချမ်းသာဘူးထင်ပါတယ်ကျွန်တော်ထင်တာဆရာတော်ဘုရားရဲ့ဥပဒိပုံစံအတန်အနေထားကိုကျွန်တော်နားစီရသူပြောနေတာကဒေါက်ကင်ဆိုင်ကြီးကိုပြောနေတာပေါ့ဒေါက်ကင်ဆိုင်ကြီးကုလိုပျောက်သွားတဲ့ယောဂဝင်လာတဲ့တွေတော်တော်များနေတယ်အဲ့တော့အဲ့ဒီလူတွေကလည်းကိုယ်စီကျင်တဲ့ခါတော့ဆရာတော်ဘုရားကိုရှောက်တယ်ထင်ပါတယ်ဆရာတော်ဘုရားရဲ့တရားကိုဥဒိချောင်းကလည်းအရေးမယူစေခြင်းနဲ့ဆန္ဒလည်းဆရာတော်ဘုရားမှာရှိနေတယ်ကိဝင်နေတယ်လို့ကျွန်တော်ယူဆမိတယ် ဆရာတော်ဘုရားနှလုံးသားကိုကျွန်တော်နှမ်းပြီးထိုးပေါက်ကြည့်လိုက်တဲ့အချိန်မှာသူကအာတစ်ဖက်ကလည်းအဲဟိုဟိုအနောက်တိုင်းစေးစရာရဲ့တရားဆွဲတဲ့သူတို့သူတို့လည်းဖိတိတ်ကြတာမဟုတ်အဓိကကအေးတဉဏ်လေးနဲ့သစ္စာဒီဗမာဆရာဒေါက်ခေဆိုင်လာသူ့ကိုတရားမဆွဲဘဲနဲ့သူကသူ့ကိုကုသနေခြင်းနဲ့ အဲလူနာရှင်နေလဲကုသပါစေဆိုတဲ့သူ့ရဲ့စိတ်နှလုံးသားပေါ့နော်အဲ့ဒါနဲ့သူပြောနေတယ်လို့ကျွန်တော်လည်းယူဆမိတယ်ဒါဆရာတော်ဖခင်တွေစိတ်မချမ်းသာတာဆိုတော့ကျွန်တော်တို့လည်းစိတ်မကောင်းပါဘူးဒါနိုင်ငံတော်အစ်စ်နေလဲလဲအဲဒါလေးကိုသိရှိပြီးတော့ကုညီနိုင်တာလေးတွေကုညီပေးကြပါလို့ပဲကျွန်တော်နေလဲပြောချင်ပါတယ်ဆရာတော်ဖခင်ဘာပြောလဲဆိုတာကျွန်တော်တို့ဆက်လက်နားထောင်ကြည့်လိုက်ပါဦးမယ်နော်အဝါဒီဇလန်းကိုစခဲ့တဲ့ဒေါက်တာမိုးတန်နာတို့စခဲ့တဲ့ဇလန်းကိုနောက်မှပြောပါမယ်အခုဒေါက်တာသဟိန်ဖြည့်ရှင်းထားတာရဥစဉ်တစ်ချက်ချင်းပြန်ပြောပြပါ ဒုတိယအချက်ကကြာအမပြောကြားချက်ထဲမှာ သူဆရာတိုင်းရင်းစေးတမားတော်ဂျီရဲ့တာဆလက်မှတ်တုံးပြီးဖွင့်နေဆိုတာလဲအမမတိပဲနဲ့အဲ့ဒါအမရှောက်ပြောနေတာဖြစ်ပါတယ်သူကတိုင်းရင်းစေးတမားတော်စေဝါကြီးကျက်တိုင်းရင်းစေးတမားတော်ဆရာဦးတန်းထွန်းစော ခရှမ်းလေးရဲ့တာဆနံပါတ်3043လုံးကိုအလွဲသုံးစားလုပ်ပြီးတော့စေကန်းဖွင့်နေပါတယ်အဲ့ဒီအတွက်လဲဆရာဦးတန်းထွန်းစောမှာနိုင်ငံပိုင်တည်င်းစာမှာအတီလင်း ကြေညာထားပြီးဖြစ်ပါတယ်သူ့ရဲ့ဆရာကြီးအဲ့လိုကြေညာပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့ဆရာကြီးအမိခံပြီးတော့သူကဖွင့်တယ်လို့ပြောပြီးတော့နောက်ရက်ကျတော့သူ့ဆရာကြီးကခွင့်ပြုချက်မရတဲ့ဖြစ်ပိတ်သွားတာဒီကျွန်တော်တို့ဆရာဝန်များကသူ့ဆရာကြီးကိုတွားရောက်ပြီးပိတ်ပင်ခိုင်းခြင်းလဲကျွန်တော်တို့လုံးဝမလုပ်ခဲ့ပါသူ့ဆရာဓမ္မနဲ့သူနဲ့ဂျာမာပြဿနာလေးတစ်စုံတစ်ခု တစုံတရာရှိခဲ့လို့ပိတ်ချင်းမျိုးပဲဖြစ်ပါလိမ့်မယ်အဲ့ဒါကိုအမအိုနားလည်အောင်ရှင်းပြတာချင်း ဖြစ်ပါတယ်ကျွန်တော်ကပထမဦးဆုံးပေါ့နော်အဲဆရာမဒေါခင်ဆိုင်ကြီးမှာဆရာရင်းနှစ်ယောက်ရှိတယ်ပေါ့ဗျာတစ်ယောက်ကသမားတော်ကြီးအဲဦးတန်းထွန်းစော်ပေါ့နော်အဲနောက်တစ်ယောက်ကသမားတော်ကြီးဦးမြင့်ဝေပေါ့နော်သမားတော်ကြီးဦးတန်းထွန်းစော်ဆိုတာကတော့ဟိုဦးစင်းနဲ့ဆက်သွယ်မရှိဘူးသမားတော်ကြီးဦးမြင့်ဝေဆိုတာကတော့ဟိုမန္တလေးမှာနေတာဆိုတော့လေအဲစုံတန်းလို့လွယ်တယ်ပေါ့နော်သမားတော်ကြီးဦးမြင့်ဝေကသမားဒေါခင်ဆိုင်ကြီးကို ဟိုအင်မတန်မှသဘောကျပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ပါရမီပါတဲ့သူမှန်သိလို့ပါ။အခုလိုစစ်ဆောင်ရတော့မယ်ဆိုတော့တမတော်ကြီးဦးမြေဝေကိုတိုင်မန္တလေးကိုတက်ခဲ့ဖို့ခေါ်တာပါ။မန္တလေးကိုရောက်တဲ့အခါကျတော့လေတမတော်ကြီးဦးမြေဝေကိုတိုင်သူ့တဆလက်မှတ်ကိုကင်ပြီးတော့သူ့စေကန်းအနေနဲ့တွေအကာအကွယ်ပေးထားတာပါ။အရေးပေးထားတာပါ။ဒေါခင်ဆိုင်ရလည်းတမတော်ကြီးဦးမြေဝေရဲ့ အရေးအဝါဒအောက်မှာပဲစေကုတရင်းနဲ့ကြော်ကြသွားတာပါအဲ့ဒီအချိန်မှာဒေါက်တာမိုးတန်တာတို့ကဒေါက်ခင်ဆိုင်ယူတိုက်ခိုက်တယ်ပြီးတော့ဒေါက်ခင်ဆိုင်ဤထံလာတဲ့လူနာတွေကိုတနည်းအားဖြင့်ပြည်သူတွေကို ဟိုငတုံးကဆိုတဲ့ပုံစံမျိုးစော်ကားတယ်ဒခင်ဆိုင်ယိုလည်းလိန်အညာလူလိန်မဆိုတဲ့ပုံစံမျိုးတွေရေးသားတယ်အဲ့ဒီမှာဇလန်းစခဲ့တာပါနော်အဲ့ဒီလိုဇလန်းစလို့ဒခင်ဆိုင်ကြီးကစိန်ခေါ်တဲ့အချိန်မှာသူတို့တွေကစိန်ခေါ်ရင်ဘွာထူးရမှာလေစိန်ခေါ်ရင်တိမ်ပေါ်အထီကိုတက်တက်နာမလားအဲ့လိုမတက်ဖဲနဲ့ဒခင်ဆိုင်ယူကိုအပြုတ်တိုက်လိုက်တာပါဘာနဲ့ဥမာတူလဲဆိုတော့စင်ပေါ်မှာ1 by 1ထိုးကြိတ်လို့ မနိုင်မှန်းသိတဲ့အတွက်ကြောင့်စိတ်အောက်ကနေအပြတ်ရှင်းလိုက်သလိုလုတ်ပစ်လိုက်ကြတာ။တမားတော်ကြီးဦးမြင့်ဝေကတမားဒေါခင်ဆန်းယူကိုအပြည့်အဝအကာအကွယ်ပေးပါတယ်။ ဒီလိုပြဿနာတွေဖြစ်လာတဲ့အချိန်အထိကိုအိုးဝီနဲ့လာပြီးတော့ဒေါခင်ဆန်းကြီးစေကမ်းမှာလားထိုင်ပါတယ်တနေကုန်တနေကန်ကိုထိုင်ရှာတာပါအဲ့ဒီမှာလူအုပ်ကြီးကလမ်းမာနေဖြတ်ဖြတ်ပြီးတော့အဲ့ဒီအိုးဝေကိုတာလာစီလာလုပ်ပါတယ်ပြီးတော့ကျိန်လာမောင်းလာလုပ်ပါတယ်အသက်အန္တရာယ်ကိုချင်းချောက်ပါတယ်အဲ့ဒီလူအုပ်ကြီးကဒေါက်တာသဟိန်းတို့ ဤကတင်းအဖွက်နဲ့ဘလို့ပတ်သက်တယ်လဲဆိုတာမသိရပေမဲ့အဲဒီပြဿနာတက်လာတဲ့အခါမှာပေါ်လာတာဖြစ်တဲ့အတွက်ကြောင့်ဟိုနိုင်ငံရေးဆိုတာတိုက်ဆိုင်မှုမရှိဘူးဆိုတဲ့ theory အတိုင်းပြောရရင်တော့အာဒေါက်တာသဟိန်းတို့လက်ချက်ဆိုတဲ့သဘောတော့တက်ရောက်နိုင်တာပေါ့နော်ဒါပေမဲ့ကိုယ်တိုင်ကိုကြမြင်ရတာမဟုတ်တဲ့အတွက်ကြောင့်เนาะဒေါက်တာသဟိန်းတို့ကိုယ်တိုင်ပါတာလည်းမဟုတ်တဲ့အတွက်ကြောင့်အဲဒေါက်တာတဟိန်းဟုတ်မဟုတ်ဆိုတာကိုဒေါက်တာတဟိန်းတို့ကိုယ်တိုင်ပဲသိနိုင်တဲ့အရာဖြစ်ပါတယ်ဗောနော် ဒါတွေမကသေးဘူးဖုံးနဲ့ချင်းချောက်လာပါတယ်ဖုံးနဲ့ချင်းချောက်လာတာကနှစ်ခုပါအသက်အန္တရာယ်ကိုချင်းချောက်လာတာကိုတဆလက်မှတ်ကိုချင်းချောက်လာတာကိုဒီဓာန်ကိုမခံနိုင်တော့တဲ့အတွက်ဥမြင့်ဝေကဖုံးလဲပိတ်ပိန်လဲပိတ်ပြီးတော့ထွက်ပြေးသွားရပါတယ်တိမ်းရှောင်သွားရပါတယ်အဲ့ဒီလိုထွက်ပြေးတိမ်းရှောင် မသွားခင်မှာသခင်ဆန်းဤဖွင့်နေတဲ့စေကံဟာသူနဲ့မဆိုင်ပါဘူးဆိုပြီးတော့မှ စေကံအထိပေးသက်ကို လာရှင်းသွားပါတယ်ရှင်းပြီးမှသူတို့တွေဟိုချေအားဖြောက်သွားကြတာပါအဲ့တော့ဒီတိုက်ဆိုင်မှုအရာဆိုလို့ရှိရဲ့ဒီဒေါခင်ဆန်းဤကိုအေးအေးယူနိုင်ဖို့ဟာဥမြေဝေမရှိမှဖြစ်မှာ အဲ့တော့ဥမြင့်ဝေအရေးမပေးအောင်ဘလို့လုံးမလဲဆိုတော့ပုံစံမျိုးနဲ့တိုက်ခိုက်တယ်လို့ဦးစင်းကယူဆပါတယ်အဲဒါကြောင့်မလို့ဟိုဒေါက်တာတန်အခုဖြည့်ရှင်းတဲ့စကားတွေဟာ အပြည့်အဝမဟုတ်ဖဲနဲ့နောက်ွယ်ကပဟေလိတွေအများကြီးရှိသေးတယ်ဆိုတာကိုသိစေချင်တာပါနော်ဒါလေးကိုကျွန်တော်တို့နားထောင်ဝင်သွားတဲ့အချိန်မှာကျွန်တော်ဘာသုံးသပ်သွားမိလဲဆိုတော့အနောက်တိုင်းဆရာဝန်နဲ့ ဗမာဆရာနဲ့ဘာကြောင့်ဒီပြဿနာထားဖြစ်တာလဲဆိုတော့အကြောင်းနဲ့အကျိုးကတော့ရှိမှာပဲဗျာမရှိကြအကြောင်းမရှိဘူးဟိုဒီဒေါက်ခင်ဆိုင်ဆိုရင်တိုင်းရင်းစီဌာနကသူ့ကိုတရားစွဲတာဆိုလို့ရှိရင်ဒီဘက်ကနောက်တိုင်းဟဆရာဝန်တွေပါလာစရာအကြောင်းမရှိဘူးသူတို့နာမည်တွေသူတို့ဟာတွေပါလာစရာအကြောင်းမရှိဘူးကျွန်တော်သိတာလေပါလာစရာအကြောင်းမရှိဘူးအဲ့တော့ဒီဘက်ကပတ်သက်မှုရှိကိုရှိရမယ် ်အရှိကိုရှိရမှာဗာအနောက်တိုင်းဆေးဆေးရဝင်ဆရာတွေနဲ့ပတ်သက်မှုသဆုံးတရားတော့ရှိကောင်းရှိနိုင်နေဗျာမရှိရင်လည်းပဲအဲသူတို့နာမည်တွေပေါ်လာကြရလဲအကြောင်းမရှိဘူးသူတို့တွေပါလာကြရလဲအကြောင်းမရှိဘူးဒီနာမည်တွေကိုထုံထုံသုံးဆွဲလာကြရလဲအကြောင်းမရှိဘူးဗျာပြဿနာတော့သဆုံးတရားရှိမှာပေါ့ဘာလို့လဲကျွန်တော်အနေနဲ့ကတော့အဒါအဖက်ဖက်ကဟိုဘက်ကပညာရှင်ဆရာဝန်တွေလည်းပဲအဲတိုင်းပြည်မှာရှိတဲ့ဟိုလူသားချင်းအဲစာနာပြီးတော့ကူညီထောက်ကူညီနေတဲ့ဆရာဝန်တွေဖြစ်တဲ့အတွက် လူသားချင်းစာတာပေးဖို့ပဲကျွန်တော်နေနဲ့မျှော်လင့်တောင်းဆိုပါတယ်ဒီဘက်ကမြန်မာဘက်ကအုန်းနေဆိုရင်လည်းပဲတိုင်းရင်းစီဆိုလည်းတိုင်းရင်းစီရတော့ဟုတ်ပါတယ်ဆယ်တန်းအောင်မှာဆိုတချို့ဆယ်တန်းအော်အဲ့လာရပြောနေလို့ရှင်နည်းနည်းဟိုဘောင်ကြုံသွားမှာဆိုလို့ကျွန်တော်ဘောင်ကြုံမပြောပါဘူးเนาะအဲ့တော့ကျွန်တော်ဆိုလိုချင်တာကအာဒီတိုင်းရင်းစေဝါကုနေတယ်ဆိုတော့အဲဒီဒေါက်ခေဆိုင်ကြီးပေါ့ဒေါက်ခေဆိုင်ကြီးကအာသူ ကုလိုက်လို့တည်သွားတယ်ဆိုတော့လူနာပါဆိုကားဆိုတော့လူနာရှိရဆိုအဲ့ဒါလူနာတရားလေးဆွဲတာဆိုတော့ကျွန်တော်တို့လက်ခံလို့ရမှာရွာနေမှာဗျာဘာမှမဟုတ်ဘဲနဲ့ဘိန်းတော့ရတယ်အချက်လောင်းနဲ့ပြောက်ပြီးတော့သွားဆိုကုနေတယ်လို့တပေါ်ပြီးမှအဲ့ဒါလေးကိုသွားပြီးတော့လေတရားဆွဲဖို့ဆိုတာအမှန်ကန်တော့အောင်မြင်ကြော်ကြားလာတာအောင်မြင်ကြော်ကြားလာတဲ့အကြောင်းရတဲ့အရေးချင်းရှိလို့ပါအရေးချင်းရှိတဲ့လူတွေကိုဒီလိုမျိုးနှိမ့်ကတာတော့ဒါစိတ်မကောင်းစရာပဲလို့ကျွန်တော်လည်းပြောချင်ပါတယ်ဆရာတော်ဦးရဲ့သူရဲ့အဲပြောမိသားချက်တွေကိုကျွန်တော်အခုနားထောင်ကြည့်တဲ့အချိန်မှာဆရာတော်ဖရာကသူက အာဒေါက်ထင်းဆိုင်ကြီးတော့ကြောင့်မဟုတ်ဘဲနဲ့ဒါလူနာတွေကိုသူပြန်နဲ့ကုသစေချင်တယ်ဆိုတဲ့ဆန္ဒမျိုးသူ့မှာအများကြီးရှိတယ်။ဘာကြောင့်လဲဆိုတော့ဆရာတော်ဘုရားကကျွန်တော်တရှိတဲ့လောက်ကတော့ထောင်ထဲမှာလည်းနေဘူးလို့ပြောတယ်။ဒါဥရိကြောင့်တဲ့ဥရိကြောင့်သွားလို့ရတယ်ဘာညာဆိုသူဥရိကြောင့်တဲ့ live mode ရှေ့တွေ live mode ဒီဆရာမလေးနဲ့သူချိတ်ဆက်ပြီးတော့သူကူညီပေးမှာ။အခုသူပြောနေတဲ့ပုံစံတွေကိုကျွန်တော်နားထောင်ခြင်းအားဖြင့် ီလူနာရှင်တွေကိုကူးစေခြင်းနဲ့ဆိုတော့ဆန္ဒလို့ကျွန်တော်တင်နေမြင်တွေ့ရပါတယ်ဆရာတော်ဘုရားကြီးလည်းဥတည်ပါတယ်ဗျာဆရာတော်ဘုရားကြီးရဲ့ဖုန်းနံပါတ်လည်းတပည့်တော်မသိလို့ပါသိလို့ရှင်လို့ကျေဖုန်းလေးဆက်ပြီးတော့မှတပည့်တော်ဥတည်ပါတယ်ဗျာနော် အဲဒါလိုတိုင်းကြီးအကျိုးဟိုဘုဒါသာသနာအကျိုးကိုဆရာတော်ဘုရားတေဖို့တန်းဆောင်နေတာလူမုန်းခံပြီးတော့လည်းတေဖို့ထမ်းဆောင်နေအဲခန္ဓာကိုယ်ပင်ပန်းခံပြီးတော့လည်းတေဖို့ထမ်းဆောင်နေတဲ့အဲတဘောသာသနာပြုတာကိုလည်းပဲလေးစားတန်ဖိုးထားပါကြောင်းဒီနေရာနေမျိုးပိုင်ရဲကောကလေးစားတန်ဖိုးထားပါကြောင်းဆရာတော်ဘုရားကြီးကိုဒီနေရာနေမျိုးဥခိုက်ပြရစေအဲဆရာတော်ဘုရားဘာမှာသတင်းသုံးလဲတော့မသိဘူးမန္တလေးပါဆိုမန္တလေးရောက်ဖုန်းတော့ဆက်ကြပါလေဗျာဒါလေးတော့ပြောပြရစေကဲအဲ့ဒါပြောပြကျွန်တော်နောက်တစ်ခုအဲဒီဆရာတော်ဘုရားတဲ့ပြီးသွားတဲ့အခါကျတော့ကျွန်တော် လွတ်တော်မှတူဘောဗျာဒါသူကမမှန်ကန်ကန်သုံးပြတာဆရာတော်ဗျာလို့ဖြစ်နေတဲ့အဲဟိုဒီစေးကအနောက်တိုင်းနဲ့ဟိုအနောက်တိုင်းဆရာဝန်နဲ့ဒီဘက်ကမြန်မာတိုင်းရင်းစိနဲ့ဒီကစ်စတာဖြစ်တဲ့အဲပုံစံဖြစ်တာအဲ့ဒါမှဒီနောက်နောက်တိုင်းပုံကူတွေလည်းပေါ်လာတယ်ဒီဘက်ကပုံကူတွေလည်းပေါ်လာတာဒါနှစ်ခုသွားရှင်ပြီးကျွန်တော်တွေ့ပြီလို့ပြောတာအဲနှစ်ခုရှင်ပြီးတော့မှတကယ်ဒါ B3 လို့ပါတီကလွတ်တော်ကိုယ်စားလှယ်အဲလောင်းကြီးရဲ့ဒါ မြတ်မြတ်တတပြောဆိုသွားတာလေးတို့ကျွန်တော်တို့အတူတူကြည့်လိုက်ကြအောင်ဗျာနော်အဒီ2025မှာကျမဒီ AI တိုင်းဒေတာကြီးရနေပြီးတော့ဝင်ရောက်အရွေးခံမယ်လို့ကျမဆုံးဖြတ်ခဲ့ပါတယ်အဲကျမဝင်ဝင်လေးဝင်ခိုင်းတော့ရှုံးနေခဲ့ပါလိမ့်ရှင်ဟမ်အဲ့လိုဆီယာမမျိုးကိုအဲ့လိုပုံပုံမျိုးကျွန်တော်တက်လာ2000 ဆိုရင်အင်္ဂလိပ်လိုပြောတယ်25တော့ပမာလိုပြောတယ်အမှန်တကယ်အဲ့လိုလေညီညီမျှမျှလေးပြောလိုက်ရတာအနောက်တိုင်းအနောက်တိုင်းရဲ့စီဆိုလောက်ရောက်လို့ရှိအားလုံးပြီးပြီပြပြတရဖြစ်သွားမလို့ပြောရင်အားလုံးကြားပါစေကြောင်းကိုစုမကောင်းတောက်ပါတယ်ခင်ဗျားတို့မဲ ထဲ့ပဲသလိုချင်လည်းပဲကိုရက်ကကိုရောမှာကို အကျိုးပြုနိုင်မဲ့သူဒီလိုမျိုးပညာတတ်တွေကိုရှာဖွေပြီးတော့ပါပြောလို့ဘယ်တဲ့ပါလို့တိုက်တော့တယ်ပါလေအားလုံးလိုတာဖြစ်ပါစေ